မင်္ဂလာပါရှင် ခတိရကုံ TV channel ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။စစ်တပ်အတွင်းပုံကံမှုမဖြစ်ရင်မင်းအောင်လှိုင်ရဲ့သွေးခွဲအုပ်ချုပ်ရရူပေးတဲ့စနေကြောင့်ဗိုလ်ချုပ်အများအကြောင်းအုပ်စုခွဲများစွာဖြစ်နေပြီးညှဉ်းညွတ်မှုမရှိဘဲအပြိုင်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စကောင်းဆောင်မင်းအောင်လှိုင်ကစစ်တပ်အတွင်းပုံကံမှုတွေမဖြစ်စေဖို့အတွက်စီနီယာဂျူနီယာအစဉ်အတိုင်းမဟုတ်ဘဲ၎င်းယုံကြည်စိတ်ချသူတွေကိုယာတုနဲ့တာဝန်များတိုးမြှင့်ပေးနေတာကြောင့်ထိတ်တန့်စစ်ဗိုလ်ချုပ်တွေအကြမတူညီတဲ့အုပ်စုခွဲပြားမှုတွေဖြစ်ပေါ်နေကအပြိုင်ဆိုင်နေကြောင်းဤပြီးတော့တက်တဲ့ 有些咩专家说话嘞？ င်းရောင်းလိုင်းက2029စစ်စင်ရေးဖြစ်ပွားချိန်2023ခုနှစ်နှစ်ကုန်ပိုင်းကစတင်ပြီးယာတူနဲ့တာဝန်ပေးအပ်မှုတွေကိုစီနီယာဂျူနီယာအစဉ်အတိုင်းမဟုတ်တော့ပဲ၎င်းရဲ့စိတ်တိုင်းကြအပြောင်းရွှေ့များလှုပ်ဆောင်လာကြအောင်အထူးသဖြင့်ဒုတိယစစ်ကောင်စာဆိုဝင်ရေးစစ်ဘက်ယာတူနဲ့အရက်ဖတ်တာဝန်တွေကို၎င်းကိုတစ္ဆာခံတဲ့အငွေနှန်းဘူကျုပ်တွေကိုယာတူတုံ့မြင့်ပြီးလွှဲပြောင်းပေးမှုတွေလှုပ်ဆောင်လာကြအောင်သိရပါတယ်ဒုတိယစစ်ကောင်စာဆိုဝင်ရေးစစ်ဘက်ဆိုင်ရာလုပ်ပိုင်ခွင့်နဲ့ယာတူတာဝန်တချို့ကို DSC စစ်တပ်ကတော့ပတ်စဉ်35ကျောင်းစဉ်ဒုတိယဘူကျုပ်ကြီးကျော်စွာလင်းကိုလွှဲ ဲပြောင်းပေးနေကြောင်းစစ်တပ်ရဲ့နံပါတ်3ခေါင်းဆောင်ဖြစ်လာတဲ့ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုတွေနဲ့စစ်စင်ရေးတွေအတွက်မင်းအောင်လိုင်ကသူ့ထံတိုက်ရိုက်အစီရင်ခံခိုင်းပြီးဒုတိယစစ်ကောင်ဆောင်စိုးဝင်းရဲ့အခမ်းကဏ္ဍကိုဖယ်ရှားထားကြောင်းသိရပါတယ်အခုနောက်ပိုင်းတက်ချုပ်ကညှီကော ကြီးရီလေညှိနှိုင်းကုတ်ကင်မှုဒုတိယဗိုလ်ချုပ်ကြီးကျော်စာလင်းကိုစစ်စင်ရင်နဲ့စစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စတွေတိုက်ရိုက်ခိုင်းနေသူစီအိုပဲတိုက်ရိုက်အစီရင်ခံခိုင်းနေဒုတိယတက်ချုပ်ကိုဘာမှပြီးမသိတော့ဘူးတက်ချုပ်နဲ့ညှိကုတ်နဲ့တိုက်ရိုက်လုပ်တယ်ညှိကုတ်ကဒုတက်ချုပ်တဲ့အပတ်စဉ်အများကြီးငဲပြီးမဲ့လေတက်ချုပ်နဲ့တိုက်ရိုက်အလုပ်လုပ်ရတော့ ဒုတက်ချုပ်ကိုညီကကလေးလဲမလေးစားဘူးရှိတယ်လို့တော့သဘောမထားတော့ဘူးလို့နေပြည်တော်စစ်ဘက်ဆိုင်ရာတရင်အရင်မြစ်တွေကပြောပါရယ်၂024ခုနှစ်အောက်ကလအတွင်းမင်းအောင်လိုင်းကစိုးဝင်းရဲ့ရုံးကန်နေရာတွေကို၎င်းနဲ့ကက်လျက်မထားတော့ပဲတီးကြပြောင်းရွှေ့ခိုင်းခဲ့ကြအောင်အဲ့ဒီနောက်စစ်တောင်ချုပ်နဲ့တပ်မတော်စေဦးစင်းအရာရှိချုပ်ကြီးတာဝန်ပေးထားတဲ့ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို2024ဒီဇင်ဘာလမှာတပ်မတော်ရဲ့နံပါတ်3အဆင့်ရှိတဲ့ကြီးကြီးလီညီနိုင်ကုတ်ကိန်မူရာတို့ကိုတွုံးမြင့်ပေးခဲ့ကြအောင်အဲ့ဒီချိန်ကစပြီးမင်းအောင်လိုင်းကကျော်စွာလင်းကို၎င်းရဲ့အနီးနားမှာသာခေါ်ယူထားတော့ ကြောင်းသိရပါတယ်စစ်တပ်ကတူပတ်စဉ်35ကျောင်းစင်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုတမတော်ကြီးရေလီညှိနှိုင်းကုတ်ကိမှုရာထူးပေးဖို့အတွက်ဗိုလ်ချုပ်ကြီးမောင်မောင်အေးစစ်တပ်ကတူပတ်စဉ်25ကျောင်းစင်ကိုဖင်ရှားပြီးကာကွယ်ရေးဝန်ကြီးဖြစ်ပြောင်းရွှေ့ခဲ့ကြောင်းဗိုလ်ချုပ်ကြီးမောင်မောင်အေးကဗိုလ်ချုပ်ကြီးမြာထုံနဲ့အပတ်စဉ်တူဖြစ်ပြီးအမြင်ခင်ခင်မင်မင်သွားလာမှုတွေရှိကြောင်းသိရပါတယ်အောက်စုခွဲပြမယ်ဆိုရင်စစ်ကောင်စီတွက်ပတ်အတွင်ရင်မှုဗိုလ်ချုပ်ကြီးရေဝင်းဦးနဲ့ဗိုလ်ချုပ်ကြီးမောင်မောင်အေးကခမီးခမန်းဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ဗိုလ်ချုပ်ကြီးမြာထုံတို့ကလည်းတပတ်စဉ်နဲ့ဖြစ်တော့ခင်မင်းနဲ့ စစ်ဘက်အရက်ဘက်နှစ်ခုစလုံးအရေးပါသူတွေဖြစ်နေတော့စစ်ဘက်မှာအခရာကျနေတဲ့ဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတက်မတော်ကြီးရေလေးညှိနှိုင်းကုတ်ကိန်မှုကနေဖယ်ပြီးအရက်ဘက်ကိုပို့တာပဲကာကွယ်ဝင်ကြီးဆိုတာကလက်ကင်တက်မရှိဘူးအရက်ဘက်ဝင်ကြီးသဘောမျိုးစမ်းနေတက်ချုပ်ကသူ့စိတ်ကြိုက်ကစားနေတာ driving and rule လို့ပေါ့ အောက်ခြေမှာအာလုံးညညွနေသူ့အခြေမင်ရွေးအာနာသိမ့်ဖယ်ရှားတာမျိုးဖြစ်မှာသူစိုးရင်ပုံရတယ်။ပိုချုပ်ကြီးစောမောင်ယာလူဖယ်ရှားခံခဲ့ရတော့ကအခြေအနေချင်းအဲ့ဒီချိန်ကဒူးတက်ချုပ်ဦးတန်းရွှေနဲ့အတွင်ရင်မူဦးခင်ညွတို့ပေါင်းလုံးကြံခဲ့တာပဲ။ဒါမျိုးဖြစ်မှာသူစိုးရင်ပုံရတယ်လို့နေပြည်တော်သတင်းရှင်းမြစ်တွေကဆိုပါတယ်။ စစ်တပ်တွင်လည်းတပ်ထောက်ခံသူတွေအကြားဒုတိယစစ်ကောင်ဆောင်စိုးဝင်ပေါ်လေးစားမှုနဲ့ကြိုက်နှစ်သက်မှုတွေရှိနေတဲ့အပေါ်မင်းအောင်လိုင်းကအမည်စိုးရိမ်တကြီးရှိနေကဒုတိယစစ်ကောင်ဆောင်စိုးဝင်နဲ့အပတ်စဉ်သူတငယ်ချင်းဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုလည်းမင်းအောင်လိုင်းကပြည်ထောင်ဝင်ကြီးရာထူးမှဖယ်ရှားနေရရှိခဲ့ပါတယ်။2023အောက်တိုဘာ3ရက်နေ့ပြည်ထောင်ဝင်ကြီးအဖြစ်ခန့်အပ်ခံရတဲ့ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာနေဆက်ရဝင်ကြီးဖြစ်ပြောင်းရွှေ့ခံခဲ့ရပါတယ်။ဒုတက်ချုပ်နဲ့ပြည်ထောင်ဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကလည်းနောက် ပိုင်းမှာအရန်တွဲလာတဲ့ဒါကလည်းတက်ချုပ်ကတိတ်ကြိုက်ပုံမရတော့အပြောင်းလဲလုတ်ပြန်နေအပြောင်းလဲလုတ်တာတွေကိုအခြေခံကြည့်ရင်အပြည့်ရှိလို့လားတာဝန်မကျေလို့လားအဲ့လိုလည်းမဟုတ်ဘူးသူသဘောမတွေ့ရင်အရှင်ပြောင်းလုတ်တာပဲညီညွတ်နေမှာတက်ချုပ်ကမလို့ကျနာပဲလို့၎င်းကဆိုပါတယ်အခြားစစ်ဘက်တရင်အရင်မြစ်တခုကလည်းမင်းအောင်လိုင်းရဲ့သွေးခွဲအုပ်ချုပ်မှုမှာအရေးချင်းပေါ်မူတည်ပြီးယာရုတူပေးခြင်းမဟုတ်တော့ပဲ၎င်းပေါ်တစ္ဆာခံမဲ့တစ္ဆာရှိမဲ့အငယ်တန်းဘူချုပ်တွေကိုလက်ယုံလက်မညွတ်များအဖြစ်လက်သက်မွေးလာခြင်းဖြစ်တယ်လို့ဆိုပါတယ်ဘူချုပ်ကြီးများထုံဦးဘူ ချုပ်ကြီးတင်အောင်ဆန်းပိုချုပ်ကြီးမိုးအောင်တို့ကအရက်ဖတ်အုပ်စုပေါ့ပိုချုပ်ကြီးတွေဖြစ်ပြီးမဲ့အရက်ဖတ်မှာပဲတက်ပေါ့ဩစာလည်းတိတ်မရှိတော့ဘူးတကယ်တမ်းကိုတက်တွေကိုကင်ထားတာကတက်ချုပ်ဆွဲတင်ထားတဲ့အငယ်တန်းပိုချုပ်တွေယာရူးကြီးတက်ကင်ထားတဲ့အငယ်တန်းပိုချုပ်တွေကတအုပ်စုယာရူးကြီးတက်ကင်မရှိရဲဝိုင်းပိုချုပ်ကြီးတွေကတအုပ်စုအုပ်စုတွေကွဲထွက်နေတယ် အကွဲပြဲဖြစ်တာမျိုးမဟုတ်ပေမဲ့လေကိုအုပ်စုနဲ့ကိုနေကြတယ်တအုပ်စုနဲ့တအုပ်စုကလည်းအမားဆောင်တလိုမျိုးမြင်ရတယ်ညှို့မှုကတော့ပျောက်တယ်လို့အခြားစစ်ဘက်သတင်းအရင်းမြစ်တွေကရှင်းပြပါတယ် အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်က၎င်းရဲ့ဆရာဖြစ်တဲ့အာနာရှင်ဟောင်းတန်းရွှေရဲ့လုံခြုံရေးအဆောင်တက်တီကိုလည်းဖင်ရှားခဲ့ပြီးသူစိတ်ချယုံကြည်ရတဲ့ဆရာရှိတွေဦးဆောင်တဲ့တက်တွေနဲ့အာနာရှင်ဟောင်းတန်းရွှေရဲ့လုံခြုံရေးအတွက်ပြောင်းလဲတာဝန်ပေးရခဲ့ကြောင်းအာနာရှင်ဟောင်းတန်းရွှေပေါ်သစ္စာခန်းကြီးရဲ့ဗိုလ်ချုပ်ကြီးတွေနဲ့ဗိုလ်ချုပ်အဟောင်းတွေကိုလည်းတတိနဲ့ဆက်ဆံစောင့်ကြည့်မှုတွေရှိနေကြောင်းစစ်ဘက်သတင်းရင်းမြစ်တွေကအမြင့်တူစွာပြောဆိုကြပါတယ်။ဆက်လက်ပြီးစစ်ကောင်ဆောင်ရုရှားခီးစဉ်ပြီးတရုတ်ထူးကိုယ်စားလှယ်နေပြည်တော်ရောက်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်ရဲ့ရု ရှားနဲ့ဘီလာရုခီးစဉ်ပြီးအာဆီယံရင်းရာတရုတ်ထူးကိုယ်စားလှယ်တင်ရှိကျင်းကမြေပြည်တော်ရောက်လာပြီးစစ်ကောင်စီတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။တင်ရှိကျင်းကစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေကိုမြေပြည်တော်ကနိုင်ငံခြားရေးဝန်ကြီးဌာနမှမလဆယ်ရည်ကလာရောက်တွေ့ဆုံခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။ဒီတွေ့ဆုံပွဲမှာမြန်မာတရုတ်နယ်စပ်ဒေသတရှောင်းငင်းချင်းရင်းနဲ့တင်ရင်ကိုပုံမှုမြင့်တင်နိုင်ဖို့တရုတ်နယ်နဲ့ဆက်သွယ်ပူးပေါင်းဆောင်ရွက်သွားရင်ပြည်တွင်းငင်းချင်းရင်းနဲ့အမျိုးသားပြန်လည်တင်မြှင့်ရေးလုပ်ငန်းစဉ်နဲ့သက်ဆိုင်တာတွေဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ တယ်။အလားတူပဲနေဆက်ဒေတာမှရှိတဲ့ online လောင်းကစား online ငွေလင်ကိုင်းတွေကိုပူးပေါင်းတိုက်ဖြတ်ရေးကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ဆလပီနထိုးကြီးဝက်လူရဲစခန်းမှာအင်အား200ပါးစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ25ဦးသေဆုံးပြီးဗိုလ်မှူးဝင်းလိုင်ဦးနဲ့ဗိုလ်ကြီးအောင်ကိုကိုအပါဝင်ဆလေးဦးဖမ်းမိကလက်နက်44လက်နဲ့ခရဲများရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းမှာထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ25ဦးသေဆုံးပြီးဗိုလ်မှူးဝင်းလိုင်ဦးနဲ့ဗိုလ်ကြီးအောင်ကိုကိုအပါဝင်ဆလေးဦးဖမ်းဆီးရရှိခဲ့ကြောင်းအမှတ်၁စစ်ဒေသကသတင်းထုတ်ပြန်ပါတယ်။မလ9ရက်နေ့နထိုးကြီးမြို့နယ်ဝက်လူရဲစခန်းမှာထွက်လာတဲ့တမတ တရားတက်လောက်ခံအင်အား200ခန်းမှစစ်တပ်စစ်ကြောင်းကိုကြရင်းဘိုးရွာအနောက်တောင်ဘက်မှာမြင်းချံခရိုင်တပ်ရင်းလေးတပ်ရင်း30နှထိုးကြီးမျိုးနယ်ပါကဖားနယ်မဟာမိတ်ပူပေါင်းဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်25ဦးသေဆုံးပြီးဘိုမူးဝင်းလိုင်ဦးနဲ့ဘိုကြီးအောင်ကိုကိုအပါဝင်စစ်သား14ဦးဖမ်းဆီးရမိကြောင်းသိရပါတယ်စစ်ကောင်စီထံမှလက်နက်44လက်သိမ်းဆည်းရရှိရမှာ MA1 19လက် MA2 2လက် MA3 9လက် MA5 2လက် MA11 9လက် MA12 2လက် G3 2လက် က် G4 တက်လက်60မမပြောင်းတို့နှစ်လက်81မမစိန်ပြောင်းတက်လက်9.56တီ12000တောင်း9.62တီ1045တောင်း9မမကြီး19တောင်း60မမကြီး28လုံး80မမကြီး9လုံး RPG ကြီးအဖူး9လုံး RPG ပို့ကြီး7တောင်းအီနာက21လုံးနေမိုင်း9လုံးလက်ပစ်ပုံး7လုံး laptop နှလုံးဆက်သွယ်ရေးဆက်နှလုံးသိမ်းဆည်းရရှိကြောင်းသိရပါဗျ။အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလီချောင်းတိုက်ခတ်မှုနှစ်ကြိမ်လုံဆောင်ခဲ့ပြီးနထိုးကြီးမြို့နယ်ပါကဖရှဲဘော်တအုပ်မြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။